ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တစ်ဆက်ပေးချင်တာကတော့နိုဝင်ဘာလမှာမွေးဖွားတဲ့မွေးနေ့ရှင်လေးတွေအတွက်အဆောင်ကျောက်တွေအကြောင်းမျှဝေပေးသွားချင်တာဖြစ်ပါတယ် နိုဝင်ဘာလမှာမွေးဖွားတယ်။မွေးနေ့ရှင်လေးတွေအတွက်အဆောင်ကျောက်ကတော့ထော်ပါထတရနဲ့စီတွင်တလင်းဝါကျောက်ကလေးပဲဖြစ်ပါတယ်။ထော်ပါမြန်မာလိုအနေနဲ့ထတရလိုနာမည်ကျော်တဲ့ကျောက်ကလေးတွေအကြောင်းအရင်ဆုံးမျှဝေပေးသွားခြင်းပါတယ်။ထော်ပါကျောက်ကလေးတွေဟာအယောင်အသွေးစုံလင်စွာရှိပြီးအပြားအဝါလိမ္မောပန်းရောင်ခရမ်းစတဲ့အယောင်အသွေးလေးနဲ့စုံလင်လှပါတယ်။ ်အထူးသဖြင့်အပြာရောင်ကို အများဆုံးတွေ့ရပြီးတခါတလေပြင်းပြသော အပူနဲ့ဓာတ်ရောင်ခြည်တို့ကြောင့်အယောင်မဲ့သောခါလာလက်ထော်ပါလေးများကိုလည်းတွေ့ရတတ်ပါတယ်ထော်ပါဟုသောစကလုံးသည်ဆန်စကွစ်ဟုသောစကလုံးထပ်ပတ်မှဆင်းသက်လာပြီးမီးလို့လည်းအထိတ်ပဲရပါတယ်ရှိခေကလေးလူမျိုးများဟာထော်ပါချောကလေးများသည်သူတို့ကိုခွန်အားပေးတယ်လို့ယုံကြည်ကြပြီးဥရောပလူမျိုးများကမကောင်းသောမှုအထက်များကိုဖယ်ရှားနိုင်ပြီးဒေါသကိုထိန်းနိုင်တဲ့စွမ်းရည်ရှိတယ်လို့လည်းဆိုကြပါတယ်။ ဒါအပြင်အိန္ဒိယလူမျိုးများစွာကထော်ပါကြဝတ်ဆင်ခြင်းအပြင် အသက်ရှိခြင်းလှပခြင်းနဲ့ညရင်ညီမချင်းတို့အပေါ်တက်ရောက်မှုရှိရလို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကလက်ခံယူဆခဲ့ကြပါတယ်။ပန်းရောင်နဲ့လိမ်မောင်ရောင်ထော်ပါကြောင့်များကို အင်ပီရီယာထော်ပါဟုခေါ်ပြီးမင်းမျိုးမင်းနဲ့တော်ဝင်မိသားစုများကအများဆုံးဝတ်ဆင်ခဲ့ကြပါတယ်။ နိုဝင်ဘာလမွေးနေ့ရှင်လေးတွေအတွက်အခုထပ်မံမျှဝေပေးခြင်းတဲ့ကြောက်ကလေးကတော့ဆွေထွင်းလို့ခေါ်တဲ့တလင်းဝါကြောက်ကလေးရဲ့အကြောင်းပဲဖြစ်ပါတယ်။ဆွေထွင်းကြောက်လေးတွေရဲ့အယောင်ကတော့တလင်းဝါဆိုတဲ့အတိုင်းအဝါရောင်ရှိတဲ့ကြောက်ကလေးပဲဖြစ်ပါတယ်။ဒါအပြင်ဆွေထွင်းကြောက်ကလေးတွေဟာနှစ်ပေါင်းများစွာကလေးကလူကြိတ်များထင်ရှားခဲ့တဲ့ကြောက်ကလေးတွေဖြစ်ပြီးထော်ပါကြောက်ကလေးကဲ့သို့တူညီသောစွမ်းရည်ရှိရလို့လဲယုံကြည်ခဲ့ကြပါတယ်။ ဒါအပြင်ထူးခြားချက်ကတော့စီထွင်းချောက်လေးတွေဟာဝစ်စင်သူတွေရဲ့ကိုမရှိရဲ့အပူချိန်ကိုရှော့ချပေးနိုင်ပြီးအေချင်းတည်ငြိမ်မှုကိုလည်းပေးစွမ်းနိုင်ပါသေးတယ်။စလင်းချောက်လေးများကိုအများအားဖြင့်ဘိုလီးဗီးယားနိုင်ငံ၊စပိန်နိုင်ငံ၊မာရာကက်စကာ၊မက္ဆီကိုနဲ့ဥရုဂွေးတို့မှာအများဆုံးတွေ့ရှိရပါတယ်။အထူးသဖြင့်ကမ္ဘာအကြီးဆုံးဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့ရေချိုသတ္ထုတွင် အာနာဟီဒီအရေအသွေးအကောင်ဆုံးဆီထွင်းကြောက်ထက်ရှိရာဒေသလည်းဖြစ်ပါတယ်။ ဒါအပြင်စီထင်းချောက်ကိုပုံမှန်အဝါရောင်အပြင်အဝါရောင်မှလိမ်မော်ရောင်အဝါရောင်မှအညိုရောင်တခါတရံဝါဆင်းရောင်အထိရှားပစွာတွေ့ရတတ်ပါတယ် အခုနိုဝင်ဘာလမှာကြာရောက်တဲ့မွေးနေ့ရှင်လေးတွေအတွက်အဆိုပါကြောက်ကလေးတွေဟာပျော်ရွှင်ခြင်းအောင်မြင်ခြင်းကျန်းမာရေးနဲ့ကျယ်ဝချမ်းသာခြင်းတို့ကိုစောင့်ခြင်းပြည့်တယ်လို့လည်းယုံကြည်ခဲ့ကြပါတယ်။အခုတစ်ခါတင်ဆက်ပေးခဲ့တာကတော့နိုဝင်ဘာလမှာမွေးဖွားတဲ့မွေးနေ့ရှင်လေးတွေအတွက်အဆောင်ကြောက်တွေအကြောင်းမျှဝေပေးသားတာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ လာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်